မြန်မာနိုင်ငံမှာကျင်းပမယ်ရွေးကောက်ပွဲဟာ NASA ကအတွက်ထွက်ပေါက်ဆိုခြင်းထက်ပြည်သူလူထုရဲ့ထွက်ပေါက်ဖြစ်တယ်လို့ကရင်ပြည်သူ့ပါတီ KPP ဥက္ကရာဒေါ်နတ်ခင် EU ကစီးနိုင်တဲ့ဌာနကိုပြောပါရယ်ပြည်သူလူထုဟာတိုက်ပွဲတွေကြားညံ့နေပြီးတစားကန်ဖြစ်နေကြအဲဒါကြောင့်ရွေးကောက်ပွဲတရက်ကျင်းပပြီးအစိုးရတရက်ပေါ်လာမှသာလျှင်ရှေ့ဆက်နိုင်မည်ဖြစ်ကရွေးကောက်ပွဲဟာပြည်သူလူထုအတွက်ထွက်ပေါက်ဖြစ်တယ်လို့သူကပြောပါရယ်သူကတော့ NASA ကအကြီးပဲထွက်ပေါက်ပေါ့နော်အဲ့လိုပြောနေစမတော်ကတော့ 他光是爱在出包场的，嘟嘟嘟嘟个出包场的，哦，就差嘞。反正我这嘟嘟嘟啊，我我奶奶家过年差的家的啊，我奶奶家过年请你吃，也不让喝，哈。嘟嘟嘟啊，家里的三餐请你吃，也不难喝。哎呦，哎老，你别叫我的工作不用，要不的话呢？因为我们后头不要他来参加，我今他就要下苦工了嘛，哈？一个菜，一个蛋，做一下苦工了嘛，哪里啊？ ဆက်ရှိခဲ့ပြီးလုံးဝမယ်ဟာလေကိုဒါပေမဲ့ peaceful and ကျွန်တော်လည်းမန်တော့မယ်လာလာလာကုန်မယ်မန်တော့မယ်ဘုရားဆိုရင်စာကြည့်အောင်လုပ်မှာချင်းနိုင်ငံတော်ဘလူးပြန်ပြီးဆောက်ကြမယ်ဒီကောက်ပေါ်ကိုနေနေတာအောင်ဘလူးလုံးနေဆိုတဲ့ဟာလေကိုဆွေးနွေးကြပါမယ်အဲ့ဒါကြီးလုံးငင်းနဲ့မှအခြေရတော့တဖြည်းဖြည်းပေါ်လာမယ်လို့ယူဆတယ်ဒီမှာလို့နေရတဲ့ဂျုံပြီးပြောမှာတော့ ရွှေကောက်ဘွေဟာပြည်သူအတွက်ထွက်ပေါက်မဟုတ်ဘဲ NASA ကအတွက်ထွက်ပေါက်ဖြစ်တာကိုအငင်းပွားစရာမရှိကြောင်းနိုင်ငံရေးလေလာသုံးသပ်သူဦးကြီးမြင့်ကဆီယန်နိုင်သတင်းဌာနကိုပြောပါရယ်မြန်မာနိုင်ငံမှာရွှေကောက်ဘွေကို2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေမှာအပိုင်းလိုက်ခွဲပြီးကျင်းပသွားမယ်လို့ NASA ကဥက္ကဋ္ဌပူဇော်မှုကြီးမြင့်အောင်လိုင်ကပြောပါရယ်အဲ့ဒီနောက် NASA ကဟာနိုင်ငံရေးအကြက်တွေကိုရွှေကောက်ဘွေကျင်းပပြီးထွက်ပေါက်ရှာနေတာကြောင့် NASA ကကျင်းပတဲ့ ရွေးကောက်ပွဲကိုမပြတ်ပြောင်းဖျက်ရမယ်လို့လက်နက်ကိုင်တွေနဲ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကပြောကြပါဗျ။ဒါပေမဲ့နာဆာကရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံတင်ထားကြတဲ့နိုင်ငံရေးပါတီတွေကတော့လာမယ့်ရွေးကောက်ပွဲဟာ NASA ကအတွက် trap box မဟုတ်ပဲပြည်သူလူထုအတွက် trap box ဖြစ်ကြောင်းရွေးကောက်ပွဲမရှိပါကမြန်မာတံမတော်ရဲ့အရေးပေါ်ပြဋ္ဌာန်းချက်အောက်မှာဖြတ်တန်းနေရမှာကိုသတိချက်ဖို့လိုအပ်ကြောင်းထောက်ပြကြပါတယ်လက်ရှိမြန်မာပြည်သူလူထုဟာစစ်ဘေး၊ငလျင်ဘေး၊ရေဘေး၊မုန်တိုင်းဘေး၊ယောဂါဘေးစတဲ့ကပ်ဘေးတွေကိုရင်ဆိုင်ကျော်ဖြတ်နေရတယ်လို့လူမှုရေး၊စီးပွားရေး၊ကျန်းမာရေး၊နိုင်ငံရေး၊ပညာရေးတို့မှလည်းအလွန်နှိမ့်ချလာခြင်းကိုရင်ဆိုင်နေကြရပါတယ်။